ီနေ့တော့ယေရှုခရစ်တော်နာမ၌အနာရောဂါငြိမ်းချမ်းကိုဗာရာပြလိုက်ပါတယ်ခင်ဗျာ na, na My name is Bongos Lovi. I come from Zimbabwe. The problem that brought me to Kakane Ministries is the severe pain on my right foot. I. ဒီမှာက Zimbabwe နိုင်ငံကလာတာဖြစ်ပါတယ်။ လာရတဲ့အတိကကြောင်းရင်ကဒီညာဘက်ကခြေထောက်ကအယံကိုကိုက်ခဲ့တဲ့အတွက်လာတာဖြစ်ပါတယ် sleep while list i was walking i've got my medical report from the diagnostic x-ray center from zimbabwe ကဲဆရာဝန်ရဲ့စေတာတမန်တွေပါပါတယ် tells me to move because of the pain i cannot move without အဲတိတ်ကိုနာကျင်တာဖြစ်တဲ့အတွက်ဆရာဝန်ပေးထားတဲ့ဒီဖနက်ကိုစီးရတာဖြစ်ပါတယ် ပြလို့ရှိရင်ဗမျိုးတောင်ဝေးလေးတုံးရတာဖြစ်ပါတယ်တကတော့ဇင်ဘာဘွေနိုင်ငံမှာတမကိုဆေးစစ်ထားတာဖြစ်ပါတယ် This is why she was referred by Dr. Gueto because she was complaining of pain in her foot after missing a step that she has explained to us. Now they took this x-ray of her right foot which showed that she had an So to a missing a step look over Missing a step so that ka lega tathe tathe elo sin la de nyan ma အဲ့ဒီလေကားတစ်ထစ်အဲ့ဒါမျိုးကြံတာမျိုးကိုမေ့ပြီးမှအဲ့မျိုးလွတ်သွားတာပေါ့နော်မစ်စင်လေကားကိုတေးတေးချာချာနင်းဖို့မေ့သွားပြီးမှချော်သွားတာမျိုးကိုဆိုတာဖြစ်ပါတယ် fresh fracture in the metatarsal region of the fifth metatarsal which you can call a Jones ဆိုတော့ဒီမှာ fracture ဆိုတာအယုအထားတာဖြစ်ပါတယ် This being confirmed by Dr. D. Zamatira, the specialist radiologist. Ka radio, abale damansiya wo sutara pide. daga chera na pepe bari. From Diagnostic X-ray Center, it belongs to Sister Selobe Sibongikosi. Luna ye name. If you take a close look at her right foot here. Nyabe chera dinale ma dinama pepe bari. Ada jo ayan na ra pepe bari. For support and also where is this moon boat? Look, brethren, I see how she struggles to rise up. စရာဒီဖျားရီအများကြီးရှိတဲ့ထဲမှာအနာရောဂါငြိမ့်တဲ့ဖျားဆိုတာယေရှုခရစ်တော်တပါးပဲရှိတာဖြစ်တယ် ယေရှုခရစ်တော်ကလည်းပဲသူ့ရဲ့တမန်တော်တွေကိုအခွင့်အာဏာပေးထားတယ်။ငါ့ရဲ့နာမကိုအမည်ပြုပြီးမှ လူထဲမှာရှိတဲ့နတ်ဆုကိုနင်ထုတ်ပါ။ငါ့ရဲ့နာမကိုအမည်ပြုပြီးမှအနာရောဂါငြိမ်းပါ။ဒီလိုပြောထားတာဖြစ်တဲ့အတွက်ယေရှုခရစ်တော်နာမ၌အနာရောဂါငြိမ်းတာကိုကြည့်ရအောင်။ The pain she has got is so, so severe in the entire right leg. You see how she's limping. Killing is going on for Sister Robbie. Watch and see what is happening. as the Holy Spirit is touching the foot of this right in Jesus Christ be healed ယေရှုခရစ်တော်နာမနာအနာရောဂါငြိမ်းသွားဖို့အမိန့်ပေးလိုက်တာဖြစ်ပါတယ်။ Thank you Jesus. Thank you Holy Spirit. ဘုရင်တော်ဖရာကိုကျေးဇူးတင်တယ်ယေရှုဖရာကိုကျေးဇူးတင်တယ်။မတရားပြီမှာတွားလို့ရပြီ။နင်ကလွတ်မြောက်ပါပြီ။ ယေရှုဖျားကျမကျမတော်ပြီလို့ပြောပါတယ်ပရိုဖက်ဆာတောင်းပြတဲ့အခါမှာသူမရဲ့ခြေတော့ကအနာနာကျင်တာပျောက်ကွယ်သွားတာဖြစ်ပါတယ်ယေရှုဖျားကိုကျေးဇူးတင်တယ် ဆိုဗီဒီယိုဖန်တာပင်ကနေကြည့်ရင်တော့ဒီလောက်ကြီးအတက်မဝင်ပါဘူးဒါပေမဲ့ဟိုမှာတကယ်ပဲမျက်မှောက်တော်မှာတွေ့ကြည့်ရင်တော့ယေရှုခရစ်တော်ရဲ့အနာရောဂါငြိမ်းချမ်းဟာတကယ်ပဲအံ့ဩပဲဖြစ်ပါတယ်ဒါကြောင့်မြောက်များစွာသောလူတွေအံ့ဩပြီးမှမျက်ရည်တွေကျကြတယ်ဝမ်းမြောက်မျက်ရည်ကျကြတာဖြစ်ပါတယ် Thank you Lord ယေရှုဖျားကိုကျေးဇူးတင်တယ်ဆုတောင်းပေးတဲ့ prophet ကိုကျေးဇူးတင်တယ် No one is hopeless. Whose hope is in Christ Jesus? ဆိုဘသူပဲဖြစ်ဖြစ်ပေါ့နော်ယေရှုခရစ်တော်မှာမျှော်လင့်တဲ့သူဟာ so no မျောလင့်ခြင်းမဲ့မဖြစ်ပါဘူးလို့ပြောပါဖြစ်ပါတယ်ကျွန်တော်ကျမကဒီနေရာကို ရောက်နေတာကအဲ့ဒီမျောလင့်ခြင်းအတွက်လာတာလို့ဆုတောင်းတင်ပေးတာဖြစ်ပါတယ် I'm hopeful I'm hopeful ကျွန်တော်မှာမျောလင့်ခြင်းအပြည့်ရှိတယ်ဒီကိုရောက်လာတာမျောလင့်ခြင်းအပြည့်ရှိတယ်လို့ပြောပါတယ် I know I know I know ငါသိတယ်ကျွန်တော်ကျွန်တော်ကျမမျောလင့်တမရအားလုံးအပြည့်အစုံရမယ်လို့ယုံကြည်ပါတယ် Hallelujah. ဆိုတော့တမကဇင်ဘာဘူကလာတာဖြစ်တယ်နာမည်လည်းမိတ်ဆက်ဖြစ်တယ်အယံကိုဒီခြေတော့ကနာတာဖြစ်တယ်သို့တော့ profess ဆူတောင်းပေးတဲ့အခါမှာဒီတကူတကူကသူ့ကိုချောင်းကင်းကိုဆွဲလေးလိုက်ပြတဲ့နောက်မှာတမကလုံးဝနာကျင်တာမရှိတော့ဘူး i'm here လို့ပြောတာဖြစ်ပါတယ် thank you lord အခုတော့ဒီအနာယောဂဘေးကနေလာတယ်လဲဆိုတာ profess ရှင်းပြမှာဖြစ်ပါတယ်ချမ်းချက်တွေကိုလည်းပေးမှာဖြစ်ပါတယ် ဒါကြောင့်အင်းမြန်မာလူလည်းစံစာဖတ်ပေးမှာဖြစ်ပါတယ်။ဒီမှာလွတ်မြောက်ပြီ။နာကျင်တိတက်ကလွတ်မြောက်ပြီ။ I don't feel anymore. I don't feel pain anymore. နာကျင်တာလုံးဝမရှိတော့ဘူး။ so ဒီအချိန်နဲ့ရောက်နေတာဘလောက်ကြာပြီလဲလို့ prophet ကမဲတော့1 and half month လို့ပြောပါတယ်တလခွဲကြာသွားပြီလို့ပြောပါတယ် I am feeling pain every day ကျမနေ့တိုင်းကြိုက်ခဲတာကိုခံရပါတယ် I did stop pain do you need to learn to forgive Prophet ပြောတာက you need to learn to forgive နေဟာလူဒီကိုဘလို့ခွင့်လို့ရတယ်လဲဆိုတာ သင်ယူဖို့လိုပါတယ် Yes, man of God. Okay, Basia, lo, pibare. that man and the woman နင်တိပါတယ်အဲ့ဒီအမျိုးသားနဲ့အဲ့ဒီအမျိုးသမီးဘာဖြစ်ခဲ့လဲဆိုတာတမကောင်းငိတ်ပါတယ် What the men of God prophesy it is true prophet မြင်တဲ့အတိုင်း prophet ပြုတဲ့အတိုင်းမှန်ပါတယ်ဆိုတော့ prophet ဆိုတာမြင်သောသူလို့အတိပ္ပယ်ရှိတာဖြစ်ပါတယ်ဓမ္မရာဇဝင်ပထမဆုံးအခန်းကြီး9အငယ်9မှာ prophet ကမြင်တော်သူဖြစ်တယ်။တမဟောင်းကာလမှာဂျူးလူမျိုးတွေကပြည်တနာကျုံတဲ့အခါမှာမြင်တော်သူဆိုတဲ့ prophet ရှိကိုတွားတဲ့အခါမှာဘုရားသခင်မြင်တွေ့ခွင့်ရတဲ့အတိုင်းသူတို့ကိုဖြည့်ရှင်ပေးတဲ့ရှိတာဖြစ်တယ်။တမတိကာလမှာလည်းပဲအဖက်အခန်းကြီး၄အငယ်37မှာယေရှုခရစ်တော်ကလူတချို့ကို prophet အရာနဲ့ရွေးနုတ်ပြီးမှဆ ెల ွတ်ထားတာဖြစ်တဲ့အတွက် prophet ဆုကျေးဇူးကိုရတဲ့ တီခခန်တဲ့တို့ prophet တီဘီဂျိုရှုအတို့ရှင်မှာမြင်တော်သူတွေဖြစ်တဲ့အတွက်လူတွေများစွာနိုင်ငံခြားကနေလာကြရတာဖြစ်ပါတယ် There is a man and a woman that have been tormenting my life There's man and woman being tormenting my life ယောက်ျားတယောက်နဲ့မိန်းမတယောက်ရှိတယ်အဲ့ဒီနှစ်ယောက်ငါတပွားလုံးကိုငါ့ကိုညှင်းဆစ်နေတာကြာပြီလို့ပြောပါတယ် prophet ပြောတာမှန်ပါတယ်ငါဒီနင်းကဒီလိုပြောတယ်ငါဒီဒီလီမယားအတွက်ငါပြင်ပန်းလာပြီဒီလီမယားကြောင့်ငါဒေါတာဒေါတာထွက်တယ် that man because of this woman i'm fed up with အဲ့ဒီယောက်ျားအဲ့ဒီမိန်းမကြောင့်ငါစိတ်ပြက်တယ်စိတ်ကုန်တာပေါ့နော်ဒေါတာထွက်တာဖြစ်တာ true is true monday တဲ့သူကဒီအမျိုးသားနဲ့အမျိုးသမီးကြောင့်စိတ်ကုန်နေတာဖြစ်ပါတယ် true was so we are thinking all that you missed a step why to say this proper ကခြေတော့နဲ့အသာလေးပြတယ်နင်အဲ့ဒီလီမယာအဲ့ဒီနေရောက်အကြောင်းကိုစဉ်းစားနေတဲ့အချိန်မှာနင်းကလေကတိတတိချော့သွားတယ်အဲ့ဒီမှာခြေတော့နာသွားတာဖြစ်ပါတယ် Man of God, when I was walking, I just missed this step, man of God. ကျွန်တော်တမဟုတ်ပါသေးတယ်တမလမ်းလျှောက်နေတဲ့အချိန်မှာအဲ့ဒီလက်ကတိတစ်ခုပျောက်သွားတာပေါ့နော်အဲ့နင်းဖို့မေ့သွားမှအဲ့လိုချော်ကျသွားတာဖြစ်ပါလေ because 6 14 and 15 of matthew for if you forgive me အခုတော့တမစံစာကိုဖတ်မှာဖြစ်ပါတယ်ယေရှုခရစ်တော်တွင်တင်တဲ့ကျမ်းဖြစ်ပါတယ်ရှမတဲအခန်းကြီး6အငယ်74 75ဖြစ်ပါတယ် ကျွန်တော်တို့မြန်မာလိုအရင်ဖတ်ရအောင်တင်တို့ဒီတို့တပါတို့ဤအပြစ်ကိုလွတ်လင် ကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အပါဒီတင်တို့ဤအပြစ်ကိုလွတ်တော်မူမည်တင်တို့ဒီတို့တပါတို့ဤအပြစ်ကိုမလွတ်လင်ကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အပါဒီလေတင်တို့ဤအပြစ်ကိုလွတ်တော်မမူအင်္ဂလိပ်လိုနားထောင်ကြည့်အောင် their trespasses, your heavenly Father will also forgive you. But if you do not forgive men their trespasses, neither will your Father forgive your trespasses. And uh, Ephesians 4:30. And do not grieve the. ဒီတစ်ခါပရောဖက်ကနောက်ထပ်ကြမ်းတစ်ကြမ်းကိုပေးပါဖြစ်ပါတယ်အဖက်အခန်းကြီး၄အငယ်30ကနေ ဲ32နှစ်အထစ်ဖြစ်ပါတယ်မြန်မာလိုအရင်ဖတ်မှာဖြစ်ပါတယ်ရွေးနှုတ်ခြင်းနှစ်ရဲ့တိုင်အောင်တင်တို့ကိုတစိတ်ခတ်တော်မူသောဘုရားသခင်ဤတန်ရှင်းသောဝိညာဉ်တော်ကို စိတ်မနာစေချနိုင်ခတ်သိမ်းသောစိတ်တူခြင်းစိတ်ဆူးခြင်းအမျက်ထွက်ခြင်းအော်ဟစ်ငေါငေါခြင်းသူ့အတည်ပြည့်အောင် ပြောဆိုခြင်းတို့ကို၎င်းခတ်သိမ်းသောမနာလူခြင်းကို၎င်း သင်တို့မှပယ်ရှားကြလော့အချင်းချင်းကျေးဇူးပြုခြင်းအချင်းချင်းတနာဆုံမဲ့ခြင်းဘုရားသခင်သည်ခရစ်တော်ကြောင့်သင်တို့ရဲ့အပြစ်ကိုလွတ်တော်မူတကယ်တို့သင်တို့အချင်းချင်းအပြစ်လွတ်ခြင်းရှိကြလော့အင်္ဂလိပ်လိုနားထောင်ကြည့်ရအောင် Holy Spirit of God, by whom you are sealed for the day of redemption. Mm -hmm. Let all bitterness, wrath, anger, clamor, and evil speaking be put away from you mm -hmm. with all malice. And be kind to one another, tenderhearted, mm -hmm. forgiving one another, even as God in Christ forgave you. So, did- so the di prophet said, online မှာရှိတဲ့မိတ်ဆွေများကိုလည်းတတိပေးလို့တာဖြစ်ပါတယ်။ဒီခွင့်မလွတ်ခြင်းကြောင့်လူဒီအသက်တာထဲမှာပြဿနာ ဝင်လာရတာဖြစ်တယ်။မကြာခင်2025ကုန်တော့မှာဖြစ်တယ်။ဒါကြောင့် online မှာရှိတဲ့ Christian ဟုတ်ဒီဖြစ်စေမဟုတ်ဒီဖြစ်စေခွင့်မလွတ်ခြင်းကနဲ့ပြဿနာလာတဲ့အတွက်ဒီနှစ်အတွင်းမှာသို့မဟုတ်အတိတ်ကခွင့်မလွတ်နိုင်တဲ့အရာကိုဒီချိန်မှာ ခွင့်လွတ်ရမယ့်အချိန်ဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်လာမယ့် နှစ်တည်းအတိတ်တည်းမှာကျွန်တော်တို့တွေဟာဒီလိုပြဿနာကနေရှောင်လွှဲနိုင်မှာဖြစ်ပါတယ်။ Prophet ဖြစ်ရှင်းတာနောက်တော့ကြည့်ရအောင်။ You had gone astray. You went so deep in နင်ကအဲ့ဒီနေရောက်ကို စိတ်ဆူတာနဲ့နဲ့ဆိုင်ဆိုင်စိတ်ဆူတာ ဖြစ်ပါတယ်။ You wished them so many things. နင်သူတို့ကိုအယံဒေါတာရှိဒေါတာထွက်တယ်။ နင်ကသူတို့ကိုမကောင်းတာအမျိုးမျိုးဖြစ်စေဖို့နင်ကအလိုရှိတယ် let them perish let them သူတို့ဒီပျက်စီးပါစေဆုံးရှုံးပါစေ let them perish prayer towards them was no good သူတို့မကောင်းတာသူတို့မှာမကောင်းတာဖြစ်လာပါစေလို့နင်ခွတ်ခွတ်ပြီးမှဆုတောင်းတာအဲ့ဒါမကောင်းပါဘူး you know we people can get annoyed to each other ငါတို့လူတွေအချင်းချင်းကတယောက်နဲ့တယောက်မကျင်မနက်လွယ်လွယ်နဲ့ဖြစ်တတ်တာတော့မှန်ပါတယ် God in heaven just wants us to put together our issues ဒါပေမဲ့ကောင်းကင်ဘုံမှာရှိတော်မူသောငါတို့ဖခင်ကငါတို့အချင်းချင်းတင့်တင့်မြတ်မြတ်ဖြစ်သွားတာကိုအလိုရှိပါတယ် Not every time you are annoyed with somebody anger with somebody God is annoyed with him နင်က ူတပားကိုဒေါတာထွက်တိုင်းဖျားသခင်ကဒေါတာထွက်တာမဟုတ်ပါဘူးဆိုတာကိုတတိထားပါ because he took attempt to create him ဘာဖြစ်လို့လဲဆိုတော့နင်းစိတ်ဆုနေတဲ့အဲ့ဒီလူကိုဖန်ဆင်းဖို့အတွက်ဘုရားသခင်ကအချိန်ယူထားတာဖြစ်ပါတယ် but you want him to destroy ဒါပေမဲ့နင်းကအဲ့ဒီဘုရားဖန်ဆင်းထားတဲ့လူကိုပြစ်စစ်သွားစေချင်တာ what he created they are ဖယားဖန်ဆင်းတဲ့လူကိုနင်းကဖြစ်စေသွားစေချင်တာ then he did this to me die do သူငါ့ကိုဒီလိုမကောင်းလုပ်ထားတယ်ဒီသူသူငါ့ကိုဒီလိုမကောင်းကြံစေတယ်ဒါကြောင့်ပြက်စေးပါစေတိတ်သွားပါစေဆုံးရှုံးပါစေနင်းကအဲ့လိုဆုတောင်းတယ် but destroying the work of god apart အဲ့ဒါကဘုရားသခင်ရဲ့ဖန်ဆင်းထားတဲ့အရာကိုနင်းကိုယ်တိုင်ဖြတ်စေးတာဟုတ်ပါတယ် from being angered and annoyed and doing this uh, to you it is a piece of work a piece of god တတိယပါငါတို့ဖျားတခင်ဟာငင်တဲ့ချင်းရဲ့အရှင်တခင်ဖြစ်တယ်သူဟာငင်တဲ့ချင်းကိုအလိုရှိတော်ဖျားဖြစ်တယ်ဒါကြောင့်နင်ဒေါတာထွတ်ထွတ်တိုင်းသူများကိုပြက်စီပါစေဆုံးရှုံးပါစေလို့နင်ဆုတောင်းတဲ့အခါဘုရားတခင်ကဖျက်စီမှာမဟုတ်ပါဘူး but you want to kill to destroy နင်တို့က ဒေါတာထွက်လာပြီဆိုလို့ရှင်သူများကိုတတ်ပြစ်ခြင်းတယ်သူများကိုပြက်စီးသွားစေခြင်းတယ် Oh don't rush to that အဲ့ဒါလိုအလင်းမြန်လို့ဖို့မစိုးစားပါနဲ့အဲ့ဒီလူကိုဖရာသခင်ကဖန်ဆင်းထားတာ Hallelujah you have gone far နင်သွားတဲ့အရာကတိတ်ကိုဝဲလွန်းသွားပြီ ဖရာနဲ့တိတ်ပြီးမှဝဲသွားပြီ Now forgive them အခုချိန်ကစပြီးသူတို့နေရာကိုခွင့်လွတ်လိုက်ပါ forgive them today men of God for the, for the salvation difference. of my soul I forgive the men of ဖျက်ကင်းလူကျမဒီနေ့ပဲသူတို့နေရာကိုခွင်လွတ်ပါတယ်ကျမရဲ့အသက်ဝိညာဉ်ကောင်းကင်နိုင်ငံဝင်ရဖို့အတွက်သူတို့နေရာကိုကျမခွင်လွတ်ပါပြီ God now coming, healed, God. you can walk အခုနေလမ်းလျှောက်လို့ရပြီလို့ပရောဖက်ကပြောပါတယ် ကြောင့်ဒီခွင့်လွှတ်ခြင်းဟာအနာရောဂါကိုပျောက်စေတာဖြစ်ပါတယ် Now turning to Jesus သူမအတွက်ဆုတောင်းပေးလို့ယေရှုတင်တယ်လို့ပြောတဲ့အခါပရောဖက်ကနေအခုယေရှုထံကိုနောင်တနဲ့ပြန်လာတဲ့အတွက်ယေရှုတင်ပါတယ်လို့ပရောဖက်ကနှုတ်ဆက်ပါတယ်မိစေတော့ဒီပရောဖက်ရဲ့ဖြစ်ရှင်းချက်နဲ့တမန်ကျမ်းစာကျွန်တော်ဘာသာပြန်တဲ့လူရဲ့ဖြစ်အရှင်းပြချက်ကိုမိစေတို့နားလည်မယ်လို့ယုံကြည်ပါတယ်ဒီအရာကရွှေထက်မက တန်တဲ့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဖြစ်ပါကြောင်းတင်ပြလိုက်ပါတယ်ခင်ဗျာတော့ခွင့်မလို့ချင်းတက်ကနဲ့ပြဿနာဝင်လာတာဖြစ်တယ်ခွင့်လို့ချင်းတက်ကနဲ့သူမကလွတ်မြောက်လာတာဖြစ်ပါတယ်2025မှာခွင့်မလို့နိုင်တဲ့အရာကိုခွင့်လို့ချင်းအပြင်2026မှာခွင့်လို့ချင်းလွတ်မြောက်ချင်းတက်ကို ဝင်စားဖို့မိတ်ဆွေများအသက်တာကိုပြင်ဆင်ပါခရစ်တော်ရဲ့အနာရောဂါငြင်းခြင်းတည့်တယ်ကိုရတဲ့သူဟာခရစ်တော်ကြောင့်အနာရောဂါငြိမ်းသွားတယ်ဆိုတာကိုလူတိရှင်ကြားဖျားရှိလူရှိမှတည့်တယ်ခံဖို့လိုတာဖြစ်ပါတယ်လူဒီခရစ်တော်၌ရှိလို့ရှင်အတိတ်ပြုပြင်သောတတ္တဝါဖြစ်တယ်ယေရှုခရစ်တော်ရဲ့အနာရောဂါငြိမ်းခြင်းကိုခံရတဲ့သူမရဲ့အတ္တဟာ အတိတ်ဆက်ဆက်ဖြစ်လာတာဖြစ်ပါတယ်။ဒါကြောင့်လူဒီခရစ်တော်၌ရှင့်လင်အတိတ်ပြည့်ပြည့်သောတတ္တဝါဖြစ်တယ်ဆိုတာမှန်ကန်တာဖြစ်ပါတယ်။ listen to this wonderful testimony and give God glory. Kura toma te dekha na na thong chi ya. Toma slow bi ba. From Zimbabwe. Zimbabwe ga la ra. Te ye ma chama lan sao na de a chai ma. Chama le ga ti chho twa de. It was very, very painful. Ya, ya go na chin ba de. Chama na twa de kha. Mai sui de ga sia won shi kho twa pe ba de. ဆရာဝန်ကတမန်ရိုက်ခိုင်းပါတယ်တမန်ရိုက်ပါတယ်တမန်ထွက်လာတယ်အဲ့ဒီမှာခြေတော့မှာအယိုးဧနေတာအယံနန္တာလမလျှောက်နိုင်ဘူးဒါကြောင့်လူတွေကကျမကိုတွန်းလဲနဲ့ခေါ်တော့ပေးတယ်သူခြေတော့မှာပလတ်စတာကတ်တယ်လမလျှောက်နိုင်ဘူးရဲ့ချို့ဘလည်းမလွယ်ဘူးသူမရဲ့တမီးက မဆရာဖြစ်တယ်အရာနဲ့အယူအထုကိုဆရာဝန်ရှိတွားခိုင်းတယ်အဲ့ဒီပလတ်စတာနဲ့ကျမလမ်းမဆောင်နိုင်ဘူးအဲ့ဒီမှာဂျိုင်းတာနှစ်ခုတုံးပါတယ် the bone specialist or i got are you see when i တွေ့တဲ့ခါမှာ to take a bath i should get this to mago the phana pe kara pe de လမ်းလျှောက်တဲ့အခါအနာတက်တာဖို့ဖြစ်တယ်ဒီမှာဒါကိုလည်းတုံးတယ်တိတ်နာကျင်တာဖြစ်တဲ့အတွက်ဒီတောင်ဝဲကိုလည်းတုံးရတာဖြစ်ပါတယ်တိတ်နာလေးတဲ့အတွက်ထွန်းနေထွန်းနေနဲ့တွားရတာဖြစ်ပါတယ်ဒီကရိယာနကုသလုံးကိုတုံးရတာဖြစ်ပါတယ်ဒါမဲ့အိမ်မှာနောက်တစ်ချောင်းရှိသေးတယ်အဲ့ဒါအိမ်မှာထားခဲ့တယ် the plane with two ဆိုလင်းစီတဲ့အခါမှာလည်းပြဿနာရှိတဲ့အတွက်သူကဒီထောက်တဲ့ဟာတစ်ခုပဲယူခဲ့တာဖြစ်ပါတယ်ဟာလင်းပြန်စီတဲ့လမ်းတခြားလုံးမှာလူတွေကကူညီကြပါတယ်ဒီလိုနဲ့ကျမဒီဖျားချောင်းကို ရောက်လာခဲ့တယ်။စနေနေ့မှာပရိုဖက်ကကျမကိုဆွတောင်းပေးတယ်။ပရိုဖက်ဆွတောင်းတဲ့အခါ တကူတခုကကျမကိုဆွဲချပါတယ်ကျမဆွဲချချင်းခံရတယ်အဲ့ဒီနောက်မှာပါဖြစ်တာကျမမတိတ်ဘူး prophet ပြောတဲ့အတန်ကြားတယ်နင်ကျမပြီမတက်ရပါလို့ပြောတယ်ဒါနဲ့ကျမထလိုက်တယ်ကျမခြေတော့ကိုစမ်းကြည့်တယ်နာကျင်တာမရှိတော့ဘူးမိမိကိုမိမိလမ်းလျှောက်နိုင်တယ်ကျမအဲ့ဒီဖနက်ကိုချွတ်လိုက်တယ်ကျမဆက်ပြီးမှလမ်းလျှောက်နိုင်တယ်ကျမဒီတန်းချောက်လည်းမလို့တော့ဘူးလမ်းလျှောက်နိုင်ခဲ့တယ် ဒါကနိုင်ငံတကာကလာတဲ့အဲ့ဒါဖြစ်ပါတယ်ယူဂန္ဒာကမဟုတ်ပါဘူးဟဲ့တမကအခုလိုပြေးနိုင်ပြီဖြစ်တယ်အင်္ဂလန်အလန်တွေတွေ့ရတယ်အော်စီအလန်တွေတွေ့ရတယ်နော်ကင်ညာအလန်တွေတွေ့ရတယ် AS is it time nine day အော်ခြေတော့တဖက်နဲ့လမ်းလျှောက်တာဘယ်လိုမှအဆင်မပြေဘူးအနာယောဂငြိမ်းတဲ့အတွက်ဖရာကိုကျေးဇူးတင်တယ် အနာရောဂါငြိမ်းပေးတဲ့ယေရှုကိုကျေးဇူးတင်တယ်။ဆုတောင်းပေးတဲ့ဆရာကိုအထူးပဲကျေးဇူးတင်ပါတယ် I don't need this anymore ဒီအကူပစ္စည်းတွေကျမမလိုတော့ဘူးကျမပြစ်လိုက်တော့မှဖြစ်ပါတယ်အဲ့ဒါတွေမှာပါပဲကျမအခုလမ်းလျှောက်နိုင်ပါပြီ။ want to buy it to Zimbabwe. အခါသူတို့ဇမ်ဘာဘွေလို့ပြောတာဖြစ်ပါတယ်။မစ္စတိုခရစ်ဝင်ကျမ်းလေးကျမ်းမှာယေရှုခရစ်တော်ဟာအနာရောဂါငြိမ်းတဲ့လုပ်ငန်းကိုတောက်လျှောက်လုပ်ခဲ့တာဖြစ်တယ်။နာကျင်တဲ့သူတွေကိုကယ်တင်ခဲ့တာဖြစ်တယ်။အခုလည်းပဲဘုရားသခင်လူတွေဆက်လွတ်ထားတာဖြစ်တဲ့အတွက်နာကျင်တဲ့သူတွေကိုကယ်လွတ်တာကိုအခုကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်။ယေရှုခရစ်တော်ကယခုချိန်ထိအနာရောဂါငြိမ်းတဲ့ဖခင်ဖြစ်တယ်ဆိုတာတမန်ကျမ်းစာတွေကမှာကပဲ ကျွန်တော်တို့မျက်စိရှိတဲ့အထိမြင်နေရတာဖြစ်ပါတယ်။သူတခင်ခရစ်တော်ရဲ့နာမတော်ဒီကပါဆက်ဆက်ဘုန်းကြီးပါစေ။ဒါကြောင့်အနာရောဂါကြုံတဲ့အခါမှာယေရှုခရစ်တော်ကိုခေါ်ဖိတ်ပါ။သူဘုရားတခင်ဟာသူတခင်ခရစ်တော်ဟာအနာရောဂါငြိမ်းတဲ့ဖခင်ဖြစ်ပါတယ်။ဟာလေလုယာ။အာမင်။ you, Hans, for Jesus Christ.